ငှက်ကလေးတွေရဲ့ miss ပြိုင်ပွဲတရက်မှာတော့တောင်းအုပ်ထဲမှာတင်းငက်တကောင်က အော်လန်ကြီးခိုင်ပြီးကြင်ညာနေပါတောင်းအုပ်ထဲရာကျင်းကန်လေးအတွက်ဝမ်းသာစရာတင်းကောင်းရှိပါကျွန်တော်တင်းငက်ကဘီရင်ကြီးနဲ့လက်ထက်ထိမ်းများပေးဖို့အတွက်ငှက်မလေးလိုက်ရှာနေရဖြစ်ပါဒီတောင်းအုပ်ထဲရာငှက်မလေးတွေအားလုံးတဲမှာမှအချောမောဆုံးသူဟာအနိုင်ရမှာဖြစ်ပါအနိုင်ရတဲ့သူကတော့တောင်းအုပ်တစ်ခုလုံးထဲမှာချောမောလက်ပါဆုံးသောသူလို့လဲအသက်မဲ့ခင်ရမှာဖြစ်ပြီးဘီရင်ကြီးနဲ့လည်းလက်ထက်နိုင်မှာဖြစ်ပါ ဒီပြိုင်ပွဲကိုတော့နောက်နှစ်ရက်အတွင်းစတင်တော့မှာဖြစ်ပါဒီပြိုင်ပွဲမှာဝင်ပြိုင်ခြင်းတဲ့သူတိုင်းပြိုင်ခွင့်ရှိပါတိုင်းငယ်ဘီရင်ကြီးရဲ့မိဖုရားဖြစ်နိုင်မယ့်အခွင့်အရေးကိုရအောင်ကြိုးစားနိုင်ပါကြီးညာချက်ကိုလည်းကြားပြီးအောင်ငမာလီတိုနီကသူမရဲ့တငယ်ချင်းလူစီကိုအခုလိုပြောလိုက်ပါလူစီနှီးကြလိုက်လားဘီရင်ကြီးရဲ့မိဖုရားဖြစ်နိုင်မယ့်အခွင့်အရေးတဲ့အဲ့လိုခွင့်ရမျိုးငါတို့အလွတ်ခံလို့မဖြစ်ဘူးဒီပြိုင်ပွဲကလှပမှုတစ်ခုတည်းပြန်ရတဲ့ပွဲမဟုတ်ဘူးမိဖုရားဖြစ်မယ်ပြိုင်ပွဲဟဲ့ ငါအစညာလှပြီးသားပဲလေဘီရင်ကြီးအတီချပေါ့သူ့မိပြပြင်ငါ့ကိုရွေးလိုက်မယ်နေအိမ်မက်တွေမက်မနီဇမ်းမနဲ့တိုနီငါအနေနဲ့အများကြီးတောင်ပို့လာသေးရဲ့နေမမြင်ဘူးလားဖြူခွေးနေရငတ်မွေးနေရလွယ်ပြီးနေမှာဘာများလှလို့လဲသူတို့နှစ်ယောက်ကတယောက်ကိုတယောက်အနိုင်ယူပြီးရှန်စကားတွေပြောနေကြပါတယ်အဲ့ဒီချိန်မှာတက်တူရွေးချူတူအောင်ရှောက်လာပါတယ်နေတို့နှစ်ယောက်ဘာလို့ရှန်ဖြစ်နေကြရလဲနေပေါ်မှာအိမ်ဆောင်နေကြမလို့ဘာလို့လဲဆိုတော့ငါနေတို့နှစ်ယောက်ထက်အများကြီးပို့လာတယ် နင်တို့ကြည်ထားလိုက်စမ်းပါဘယင်ကြီးကငါ့ကိုပဲသဘောကျမှာအဲဒီချိန်နောက်ဆိုနင်တို့နှစ်ယောက်လုံးလာပြီးတော့ပြာကြနေတော့ပြီချောတူကသူတို့ကိုလောင်ပြီးတော့ရင်မောနေတဲ့အချိန်မှာကြီးကန်းကြီးကျူးလည်းသူတို့စီကိုရှောက်လာပါတယ်သူတို့တောင်းရပြောနေတဲ့စကားတွေကိုကြားပြီးကြီးကျူးကအခုလိုပြောလိုက်ပါနင်တို့တောင်းရလို့ဘာမှအရင်မရအဖက်မရပဲနဲ့ရှံဖြစ်နေကြတယ်။နင်တို့အားလုံးဘယင်ကြီးရှေ့ရောက်သွားရင်ဘသူကအလှဆုံးလဲဆိုတာသူဆုံးဖြတ်ပေးလိုက်မယ်။ အခုတော့အချင်းချင်းရပ်ဖြစ်နေကြအလက်ကားပဲအကျိုးမရှိဘူး။နေရအသားမဲတော့ဒီပြိုင်ပွဲမှာဝင်ပြိုင်မှာမဟုတ်ဘူး။ငါတို့ကအရန်လိုက်။အဲတော့ဘယင်ကြီးကဘသူ့ရွေးမလဲဆိုတော့တွေးပြီးတော့ငါတို့စိတ်ပုံနေ။နေလုံငမဲမနဲ့တငယ်ချင်းလို့ပြရနေတယ်။နေကျေးစွတင်လို့ရပြီ။ငါတို့လာတင်ပြီးမယ်စာနေဒီကနေထွက်သွားလိုက်တာအကောင်ဆုံးပဲ။နေကုန်နေရောမှန်နေပြန်ကြည့်ဘူးရဲ့လား။ကြည့်ဘူးရဆိုရင်တော့နားလေလိမ့်မယ်။အဲလိုနဲ့ကြည်ကျူးလဲရစရာမရှိအောင်အပြောခံနိုင်ကြပါအောင်လေ။ တတော်လေးလည်းစိတ်မကောင်းဖြစ်သွားရှာပါတယ်။ငါအမင်းတို့ဘာများပြောခဲ့ပြီလို့ငါ့ကိုဒီလောက်တောင်အဆက်ခွဲနေရလဲ။နင်တို့ကငါရဲ့တငယ်ချင်းတွေရောဟုတ်ကြသေးရဲ့လား။ငါ့ကိုနင်တို့အမြဲတမ်းအဲ့လိုပဲတွေးနေမယ်လို့ငါတကားမှမစဉ်းစားမိဘူးဘူး။ជីဂျူလည်းအတော်လေးစိတ်မကောင်းဖြစ်သွားပြီးပြန်သွားပါတယ်။ជីဂျူလည်းအိမ်ရောက်တာနဲ့သူ့ကိုယ်သူချက်ချင်းမှန်နေကြည့်ကအခုလိုပြောလိုက်ပါငါပုံစံအခုလိုဖြစ်နေရငါမမအပြစ်မရှိရသူတို့အားလုံးငါ့ကိုဘာလို့အဲ့လိုပြောရကြရလဲ ကြည်ကျူးလဲစိတ်မကောင်းဖြစ်ပြီးငိုနေတဲ့အချိန်မှာသူမရဲ့အမေကရောက်လာပါတယ်။တမီးလေးဘာလို့ငိုနေရလဲ။တမီးကိုဘသူကဘာပြောလိုက်လို့လဲ။တမီးကိုအခြားသူတယောက်ကပြောခဲ့မေးဆိုရင်တော့တမီးစိတ်မကောင်းမဖြစ်ပါဘူး။အခုတော့တမီးရဲ့တငယ်ချင်းအရင်ကြီးတွေရပဲ။တမီးကိုရစရာမရှိအောင်ပြောဆိုခဲ့ကြတယ်။သူတို့ကလှတယ်။ပတ်စံလည်းရှိရဲဆိုပြီးတမီးကိုရစရာမရှိအောင်ပြောပြီးအဆက်ခွဲကြတယ်။ဒါရီအကောင်လုံးကဟိုအလှပပြန်ပွဲကြောင့်ဖြစ်ရတာ။ စိတ်မကောင်းဖြစ်နေဖို့မလိုပါဘူးတမီးရဲ့တမီးလည်းဒီပြိုင်ပွဲမှာဝင်ပြိုင်တမီးသာဝင်မပြိုင်ဘူးဆိုရင်တမီးမလာဘူးဆိုတော့တမီးကိုယ်ရံလက်ခံလိုက်တယ်လို့ဖြစ်သွားလိမ့်မယ်ဘာလို့လဲဆိုတော့အမေတမီးလည်းအရန်ချော်မော်လှပပါပြီးသားရုပ်ရည်ထက်စိတ်နှလုံးကပိုပြော့တော့ဖြူစင်လှပနေသေးတယ်။ဒါပေမဲ့မေရဲ့တမီးစီမှာအားကျစရာကောင်းလောက်တဲ့အရာလည်းဘာမှမရှိဘူးလေ။ဘီရင်ကြီးကဘာလို့တမီးနဲ့လက်ထပ်ချင်မှလဲ။အဲ့ဒါတွေကိုတမီးစဉ်းစားနေကြမလို့ပါဘူး။ တမီးရဲ့ပုံစံအစ်စ်မှသာလက်ခံပြီးတမီးဝင်ပြိုင်ပါတေချာပေါက်ကောင်းတဲ့အရာတွေပဲဖြစ်လာမှာပါအဲ့လိုနဲ့အချိန်လေးရကုံဆုံးသွားပါင်တိုနီချိုတူးနဲ့လူစီတို့ကပြင်ဆင်ပြီးဘေးရန်တော်ရဲသွားကြပါင်အဲ့ဒီအချိန်မှာသူတို့မွေးအုပ်တကောင်တွေးလိုက်ရပါင်ဒီစိမ့်တော့ပါငါရင်အရန်စာနေလို့ရေလေးတိုက်ပါလားငါရင်ရေစာနေလို့ပါ ကျေးဇူးပြုပြီးငါ့ကိုကူညီပေးပါအောင်ကျမတို့ကပြန်ပွဲသွားပြန်ကြမှာကျမတို့နောက်ကျသွားလိမ့်မယ် တို့တောင်ရလုံးကငွေကိုမကူညီဘဲနဲ့နန်းတော်တွေဝင်သွားကြပါင်အားလုံးနဲ့ပြိုင်ပွဲကိုစတင်လိုက်ပါင်တို့တောင်ရလုံးကတယောက်ပြီးတယောက်လမ်းရှောင်းလိုက် ပြန်တန်းလိုက်နဲ့တို့ရဲ့အလားပါတွေကို ပြတ်တနေကြပါင်ဘီရင်ကြီးကလည်းတို့တောင်ရလုံးကိုတိချာကြည့်နေပါင်ជីကျူးလေးကလာလာနောက်ကျသွားပါင် သူလည်းမြန်မြန်နန်းတော်တွေဝင်လာလိုက်ပါင်ငါရေးသားနေလို့ပါငါ့ကိုကူညီပေးပါငါ့ကိုရေးတိုက်ပါဦးဒီမှာခဏလောက်စောင့်နေပါနော် ကျမရှင်အတွက်ရေယူလာပြီးခဲ့ပါမယ်။အဲလိုပြောပြီးជីကျူးကပဝင်းကျုံတစ်ချက်ကြည့်လိုက်ပိုင်းအဲချိန်မှာသူရေအိုးတလုံးတွေ့သွားပိုင်းជីကျူးလည်းရေရှိနေတဲ့ရေအိုးကိုယူပြီးငွေရရှိမှာထားလိုက်ပိုင်းငွေအိုးလည်းရေတောက်ပြီးတော့အရင်ကပြေးသွားပိုင်းជីကျူးအများကြီးတင်ပါတယ်။နေကကူညီပေးခဲ့တယ်။ဟုတ်ကဲ့ပါ။ဘာဖြစ်လို့လဲနန်းတော်ထဲမဝင်မဲပြန်တော့မလို့လားနန်းတော်ထဲမှာအလှပပြိုင်ပွဲကျင်းပနေရမလား ဘလို့ပဲဖြစ်ဖြစ်ပါအရန်နောက်ကြနေပါပြီအလာပါပြန်ပွဲလဲစတင်နေလောက်ပြီဒီပြန်ပွဲကိုဝင်ပြိုင်နိုင်တဲ့အရေးချင်းလဲကျမစီမမရှိပါဘူးဒါပေမဲ့လဲကျမဒီညောင်လာပြီးရှင့်ကိုကူညီပေးနိုင်ကဲလို့ကျမဝမ်းသာမိပါတယ်ကျမပြန်လိုက်ပါအောင်မင်းရှင်လဲကိုဟာကိုဂရုဆိုင်အောင်နော်မဟုတ်ဘူးသမီးသမီးကအရန်ချော်မော်လှပပါတယ်သမီးဒီပြန်ပွဲကိုဝင်ပြိုင်တင်တယ်သမီးတီချာပေါ့အနိုင်ရမှာပါငါပြောတာအောင်ရှုံးပါជីဂျူလဲမွေအိုပြောတဲ့စကားအောင်ရှုံးပြီး နန်းတော်တွေဝင်သွားပါဒါပေမဲ့ပြန်ပွဲကပြီးဆုံးသွားခဲ့ပါပြီဘီရင်ကြီးကသူ့ကောင်းပေါ်မှာတရဖူကြီးစောင်းပြီးမတက်ရက်နေပါအဲ့ဒီချိန်မှာជីဂျူလည်းနန်းဆောင်တွေရောက်လာပါငတ်သုံးကောင်ကလည်းသူ့ကိုလှည့်ကြည့်လိုက်ပါဟာကြီးကပါအောင်မိဖုရားဖြစ်ချင်လို့လို့ရောက်လာဒါပေမဲ့လေသူ့မှာဘာအရေးချင်းမှမရှိချာဘူးလေသူတို့ကជីဂျူလေးကိုဘီရင်ကြီးရှေ့မှာအချက်ခွဲကြပါဘီရင်ကြီးလည်းလက်မှာတရဖူကိုကင်ကာသူတို့ရှိကဖျက်ရှောက်ပြီး ជីကျူးရဲ့ခေါင်းပေါ်မှာစောင်းပေးလိုက်ပိုင်းအကောင်လုံးလဲကြာသွားကြပိုင်းအဲဒီချိန်မှာနန်းဆောင်ဒိတ်ကိုမွေအိုကြီးလဲရှောက်လာပိုင်းជីမွေကိုနန်းတော်ရှိမှာငါ့ပဲလွှတ်ထားတာအဲမွေကိုကညီပေးမဲ့တော့ပဲငါအလှပဆုံးလို့တတ်မှတ်မှာဖြစ်တယ်ငါရုပ်ရည်လှပတာလိုချင်တာမဟုတ်ဘူးစိတ်သဘောထားလှပဖြူစင်တဲ့သူလိုချင်တာငါလိုချင်တဲ့အရေးချင်ကဒီကြီးကမှရှိရဲ့အဲ့ဒါကြောင့်မလို့ तू ကပဲငါအတွက်လှပပါလေဘင်းရဲ့ကြီးရဲ့စကားကြောင့်သူတို့တောင်းရောင်းလေ အလွန်ရှက်ပြီးပြန်သွားကြပါ යි ။တမိရပဲအလှပဆုံးပါလို့ပြောခဲ့တယ်မလား။ရုပ်ရည်ချောမောလှပထက်စိတ်တဘောတာလှပဖြစ်စင်းနေသူလှပတယ်လို့သတ်မှတ်ကြတာပါ။ဒီအကြောင်းအသေးရတော့ជីကျူးလည်းအယံကိုဝမ်းသာသွားပါ යි ။သူမရဲ့အမိလည်းအယံပျော်နေပါ යි ။အိန္ဒိယစာပြီးជីကျူးလည်းဘီရင်ကြီးနဲ့အတူနန်းတော်တွေမှာပျော်ရွှင်စွာနဲ့အေးထိုင်သွားကြပါ යි ။ငှက်ကလေးရဲ့မော်ရွှေဖြောင်သေးရင်ဟုံးရင်တော့ငါပေါ့ကွယ်။ တောင်းလေးတခုမှာတုံနီလို့ခေါ်တဲ့ငှက်မလေးတကောင်နေထိုင်ပါတုံနီနဲ့လူစီကတငယ်ချင်းကောင်းတွေဖြစ်ပါတုံနီစီမှာချိုတကီးလို့ခေါ်တဲ့သမီးလေးရှိပါအဲ့ဒီတောင်းထဲမှာတုံနီပိုင်နဲ့စပြည့်ချန်လေးတစ်ချန်ရှိပါတုံနီနဲ့ချိုတကီးတို့ကချန်ကရရဲ့စပြည့်တီးတွေကိုပြန်ရောင်းလေးရှိပါတုံနီမနေ့စောစောစီစီဖဲသွားမလို့လဲစပြည့်ချန်နဲ့သွားမလို့ပါလူစီချန်ထဲမှာအလုပ်တွေအများကြီးပဲစပြည့်ပင်တွေကိုရေလောင်းရမယ်စပြည့်တီးတွေခူးရမယ် နောက်ပြီးနင့်ကိုကြည့်ရလဲတနည်းအရသွားမယ်ပုံမဲဟုတ်တယ်မလားလူစီဟုတ်တယ်တို့နီငါ့ဆွေမျိုးတွေရဲ့မင်္ဂလာပွဲတစ်ခုရှိလို့လေအဲ့ပွဲကိုသွားမလို့ပါမနေ့ပြန်มาပြန်လာမယ်အေးပါဂျူးဆိုင်တော့လူစီအဲ့နောက်မှာတော့တိုနီနဲ့ချိုတကီတို့ကစပြည့်ချန်နယ်သွားပြီးအလုပ်တွေလုပ်ပါမိမေစပြည့်တီးရောက်လို့ပတ်စံတွေတမီးတို့စီမှာအများကြီးရှိရလေဘာလို့ထပ်ပြီးပြင်ပန်းခံရမှာလဲချိုတကီအဲ့လိုအတွေ့မျိုးတမီးရဲ့ကောင်းနေရထုတ်ထားလိုက် ဘဝမှာဘယ်အချိန်ဘာဖြစ်မလဲဆိုတာအမေတို့ဘယ်သူမှမသိနိုင်ဘူးအဲ့ဒါကြောင့်အမေတို့လုံနိုင်တဲ့အချိန်တစ်ချောင်းလုံးအလုပ်တွေကိုလှုပ်ထားရမှာပဲအလုပ်လုပ်ဖို့မလိုအပ်ဘူးဆိုပြီးအမေတို့ရဲ့ခန္ဓာကိုအနာမပေးသင့်ဘူးမဟုတ်ရင်ပိုပြီးပြင်းလာလိမ့်မယ်ဘာအလုံးမှမလုပ်ဘဲထိုင်စားနေမယ်ဆိုပြီးတောင်တစ်ခုလုံးတောင်ကုန်သွားနိုင်တယ်အဲ့ဒါကြောင့်အမြဲအလုံးလှုပ်တင်နေနားပြီးမှအလုပ်လုပ်မယ်ဆိုရင်အလုပ်လုပ်ဖို့ပိုခက်ခဲသွားလိမ့်မယ်မမေမမေကသမီးကိုအရန်ကောင်းတဲ့ဥပမာပေးပြီးစုံမပေးခဲ့ရပါဘူး အခုချမ်းစားပြီးတမီအမေကြိုးစားပါမယ်မမေဟုတ်ပါပြီကဲအဲ့ဒါဆိုအမေကအပြင်းမင်းရှေးလာမယ်တမီကစပြည့်သီးတွေခိုးပြီးတောင်းနေထက်တောင်းပြင်းရှန်နေအောင်ဒီမထဲနဲ့နော်ထွက်ကြကုန်လိမ့်မယ်ဟုတ်မမေချော်တကီးလေးကသူ့လို့သူ့လို့နေရဲ့အချိန်မှာជីကျူးကရောက်လာပါတယ်။သူကဘသူမှမသိအောင် စပြည့်သီးကြီးခုံးယူသွားမယ်လို့စိတ်ကူးထားပါတယ်။ဒါပေမဲ့အဲ့အချိန်မှာပဲစပြည့်သီးခုံးနေတဲ့ជីကျူးကိုချော်တကီးလေးကမြင်သွားပါတယ်။တခုတ် ။တခုမမေမမေလာကြည့်ပါဦး။ကြီးကန်းကြီးကျူဟာသမီးတို့ရဲ့စပြည့်သီးတွေခိုးနေရဲ့မမေ။ဒေါ်နီလည်းချက်ချင်းရောက်လာပြီးစပြည့်သီးခိုးနေတဲ့ကြီးကျူမိသွားပါလေ။ငါတို့ပင်ပင်မမတ်စိုက်ထားတဲ့စပြည့်သီးတွေကိုနေအခုလို့ခိုးနေရမရှက်ဘူးလား။တကယ်တော့လွန်ခဲ့၄ရက်လောက်ကလေးကငါဘာမှမစားရသေးလို့ပါ။ငါပိုင်ရမ်းစာနေပြီးငါအစာမခံနိုင်တော့လို့အခုလိုလုံးမိသွားတာပါ။ငါ့ကိုခွင့်လို့ပေးပါ။အဲ့လိုဆိုရင်လည်းပြောမှာပေါ့ခိုးဖို့မှမလို့အတားဘာမှမဖြစ်ပါဘူး ဒါငါအိမ်ကနေယူလာတဲ့မဟုတ်နေထိုင်စားလိုက်ကျေးဇူးအများကြီးတင်ပါတယ်ခိုးရဲတော့ဘသူမဆိုရိုက်ပြီးမောင်းထုတ်ကြမှာပဲဒါပေမဲ့အမတော့ကျမကိုစားစရာမဟုတ်တော့ပြီးနေသေးရဲ့အဲ့ဓာရီထားပြီးအရင်မဟုတ်စားလိုက်ပါជីဂျူလည်းဘိုက်ပြအောင်စားလိုက်ပါကျမစားလောင်နေတဲ့အချိန်မှာစားကြပြီးရဲ့အမရဲ့ကျေးဇူးကျမဘယ်တော့မှမမေ့ပါဘူးကျမမှာအမအောင်ရွှေပြောင်းအစီအရလွယ်လို့ကျန်တာဘာမှပေးစရာမရှိပါဘူးဒါကလည်းကျမဘိုက်စားတော့ကခိုးစားထားတာပါ အခုကျမလည်းဘိုက်ပြေသွားပြီဆိုတော့ဒီအစိတ်တွေကိုအမောက်ပြီးခဲ့ကျမရဲ့ငါးနှစ်ကိုဒီတိုင်းစေတနာနဲ့မှုတ်ကျွေးခဲ့ရပါ ကျမသိပါတယ်ဒါပေမဲ့ကျမစိတ်ကြေနာမှုရောက်ဒါလေးယူထားလိုက်ပါနော်တုံနီလည်းရွှေပြုံသီးစိတ်တွေယူပြီးသူ့ခြံထဲမှာစိုက်ထားလိုက်ပါဂျီဂျူလည်းတုံနီကိုကျေးဇူးတင်စကားပြောပြီးပြန်သွားပါတုံနီလည်းသူ့စိတ်ထားရွှေပြုံသီးတီးဖို့စောင့်ပါဒါပေမဲ့လည်းရက်အတော်ကြာရဲ့အထိမတီးလာတော့ ။သူမရဲ့သပြည့်ပင်လေးစီပဲအာယုံပြန်ထားလိုက်ပိုင်း။အဲ့လိုနဲ့မိုးရသည့်အချိန်ကိုရှောက်လာပိုင်း။တဆွေဆွေရွာနေရဲ့မိုးကနေမတိတ်တော့ပင်အသေးတံကိုရွာချနေပါအောင်လေ။မိုးရင်နဲ့အတူလေပြင်းတွေလည်းတိုက်ခတ်လာပိုင်း။အပင်တွေကြိုးကြကုန်ပိုင်း။ဒီမောင်နှိုင်းကြောင့်လူစီရဲ့အိမ်လည်းပျက်စီးသွားပိုင်း။တုံနီရဲ့အိမ်ကလည်းတရွက်လောက်ရွှဲဆောင်ကျနေပါပြီ။အဲ့ဒီတော့တရားငှက်တွေလည်းစိုးရိမ်စိတ်တွေနဲ့တညတောင်ဖြတ်တန်းလိုက်ပိုင်း။နောက်နေ့မနက်ရောက်တော့မိုးကတော့တိတ်သွားပြီမိတ် ညတ်တွေအားလုံးကသူတို့ရဲ့အိမ်တွေကိုကိုစီ ဆုံးရှုံးလိုက်ရပိုင်သူတို့စီမှာစားစရာတောက်စရာတော့ဘာမှမရှိတော့ပါဘူးတငယ်ချင်းတို့ရေပုံတိုင်းကြောင့်ငါတို့တွေအကုန်လုံးဆုံးရှုံးခဲ့ရတယ်ငါတို့ရဲ့ကလေးတွေကိုကျေးဖို့တော့အစာမရှိတော့ငါ channel မှာစားဖို့အသီးနည်းနည်းလောက်ရပါစီပဲငါဆူတောင်းပါလေလာသွားကြရအောင်အရင်ဆုံးကလေးတွေတစ်ခုခုကျွေးလိုက်ကြမယ်ပြီးမှပဲဗားဆက်လုပ်ကြမလဲဆိုတာတိုက်မိကြမယ်ဟုတ်တယ်တိုနီပြောတာမှန်တယ်အဲ့လိုနဲ့တိုနီလူစီ ချိုတူမာဟီတို့ကသူတို့ရဲ့ကလေးတွေနဲ့အတူတွန်နီရဲ့ channel သွားကြပါ channel ရောက်တော့မြင်လိုက်ရတဲ့အရာကြောင့်သူတို့ရဲ့မျက်လုံးတွေပြူးကုန်ကြပါ channel မှာရွှေပြောင်သီးကြီးတစ်လုံးရှိနေပါတွန်နီလည်းအဲ့ဒီရွှေပြောင်သီးနာသွားကြည့်အောင်ရွှေပြောင်သီးထဲမှာအိမ်လေးတိမ်လို့ပြင်ဆင်ထားတာကိုတွေ့လိုက်ရပါအဲ့အိမ်ထဲမှာစားစရာတွေလည်းအများကြီးရှိနေပါအဲ့ဒါကြောင့်သူတို့ကမိုးရသည့်ကုန်းတဲ့အချိန်ထိအဲရွှေပြောင်သည့်အိမ်ထဲမှာပဲနေပြီးအေးအေးဆေးဆေးနဲ့ဖြတ်တန်းသွားကြပါအောင်ရယ်